မင်္ဂလာပါခင်ဗျာဒီကောင်းကျမ်းမာပါရဲ့လားဒီကချစ်မိတ်ရှင်များကိုလမ်းရောက်တင်ဆက်မျှဝေပေးခြင်းနဲ့အကြောင်းညာလေးကတော့အသက်20နှစ်အရွယ်မှာအကျော်ကျုပ်အကျော်မာယောဂါဖြစ်ပြီးတကူလုံးမလုရှားနိုင်ပြီမဲ့လုံနိုင်တဲ့အလံချောင်းကလေးနဲ့ဒိတကလက်ထိုင်ကိုမောင်းနေကဘာကြီးနဲ့လူသားတွေအသက်ဆိုးရင်သူဘရဟုအကျောင်းအဖြေထုတ်ပြီးခဲ့တဲ့အမောက္ခ စတီဗင်ဟော့ကင်းအကြောင်းဘုဒ္ဓတရရှိဖို့အတွက်လာရောက်မြောက်ဝေတင်ဆက်ပေးမှာဖြစ်ပါတယ်ပမောက်ခစလီပင်ဟော့ကင်းကယနေ့မြင့်မောက်ခဲ့ထူးချွန်မြင့်မြတ်လူတွေထဲမှာတအူးအပါဝင်ဖြစ်တယ်ထူးချင်တဲ့အသိပ္ပံပညာရှင် မြမောက်ခစ်အိုင်စတိုင်းတို့တင်စားခံရသူဖြစ်တယ်။သူဟာ20ရာစုမှာထင်ရှားကြော်ကြားတဲ့ဒီဘပိဒပညာရှင်သူဖြစ်တယ်။သူဟာအုံနောက်ကြီးတစ်လုံးသူဟာဒဏ္ဍာရီတစ်ပုဒ်သူဟာယနေ့ခေတ်မှာထင်ရှားကြော်ကြားတဲ့ဒီဘပိဒအယူအဆဆိုင်ရာသိပ္ပံပညာရှင်ဖြစ်တယ်။ဒါမှမဟုတ်သူဟာဘိတ္တကလည်းထိုင်ပေါ်မှာထိုင်ပြီး ဘဝကံကြမ္မာကိုစိန်ခေါ်ရတဲ့သူရဲကောင်းဖြစ်တယ်။ဟော်ကင်ကရှင်တန်ဖို့အာတီတပြင်းထန်သည့်တူဖြစ်တယ်။တမန်လူမခံနိုင်တဲ့ဆင်းရဲဒုက္ခတွေကိုလူခံနိုင်ရည်ရှိတယ်။ရှင်တန်ဖို့စံတမင်မြလေးဖြစ်ဖြစ်သူလက်မလွတ်တတ်ခဲ့ဘူး။သူ့ဘဝအသက်ရှင်ဖို့ လုံးဝမျောလင့်ခြင်းမရှိတော့ဘူးအသက်ရှင်ဖို့အခြေအနေမရှိတော့ဘူးလို့လူတွေထင်ထားခဲ့ပေမဲ့သူအသက်ရှင်ခဲ့တယ်လို့သူစံအံ့ဩမှုတွေကိုလည်းဖန်ဆင်းပေးနိုင်ခဲ့ပါတယ်လူတချို့ကဘေးအန္တရာယ်နဲ့ရင်ဆိုင်ရခြင်းတေမင်းနဲ့အန်တုရခြင်းသူတို့ရဲ့အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်က ဘေးအန္တရာယ်ကနေကင်းလွတ်စေနိုင်ခဲ့တယ်လို့တင်မင်းကလည်းအလဲဖြူနိုင်ခဲ့ပြီးဆက်လက်အသက်ရှင်သန်နိုင်ခဲ့ပါတယ်။တခါတလေမှာခန္ဓာကိုယ်မကျန်းမာမှာထိတိုင် စိတ်ဓာတ်ကျန်းမာဖို့ကပိုအရေးကြီးပါတယ်။အင်္ဂလန်သိပ္ပံရှင်စတီဗင်ဟော်ကင်ကဒီလိုလူမျိုးဖြစ်တယ်။ဟော်ကင်ကို1942ခုနှစ်မှာ မွေးဖွားခဲ့တယ်။ သူဟာအသက်18နှစ်မှာနာမည်ကြီးအောက်စပို့တက္ကသိုလ်ကိုဝင်ခွင့်ရခဲ့တယ်။သူ23နှစ်အရွယ်မှာအာယုန်ကျော့အကျုပ်အကျော်မာယောဂါဆွဲကတ်တဲ့ရောဂါလက္ခဏာဖြစ်ခဲ့တယ်။ဆရာဝန်ပညာရှင်တွေကသူ့ကိုနှစ်နှစ်ခွဲလောက်ပဲအသက်ရှင်နိုင်မယ်လို့ပြောခဲ့တယ်။ဒီလိုကြီးမားတဲ့ကန်ဆိုးမှုမောင်ကြခဲ့ရင်လူအများကညှော်လင့်ချက်မဲ့ကုန်တတ်ကြပါတယ်။ ဒါပေမဲ့ဟော်ကင်ကအဲ့ဒီလိုမဟုတ်ခဲ့ဘူးဒီအချိန်တူတူနှစ်နှစ်ခွဲတွင်းမှာတီဘူးစောင့်နေရမယ်တူတူအတိတ်ပဲရှိတဲ့အလုပ်ကိုငါကြိုးစားလုပ်ကင်ပြီးဘဝအတွက်နာမည်ကောင်းတစ်ခုချန်ထားခဲ့မယ်လို့သူတွေးတယ်သူ့ရဲ့ယောဂါကတဏိတခြားအခြေအနေစိုးလာခဲ့တယ်အကျော်တွေတဏိတဏိကျုံသွားလိုက်တာလမ်းတောင်ဖျက်ဖျောက်မလျှောက်နိုင်ခဲ့တော့ဘူး နောက်ဆုံးမှာသူရက်တောင်မရက်နိုင်တော့ပဲဘီတက်ကလည်းထိုင်ပေါ်ထိုင်ခဲ့ရတယ်သူ့ရဲ့လက်ချောင်းတွေဟာလည်းလှုပ်ရှားဖို့တုံနီးလာခဲ့တယ်ဆယ်ချောင်းမှာနှစ်ချောင်းပဲလုံနိုင်တော့တယ်သူ့ရဲ့အတန်ထွက်အင်္ဂါအစိတ်ပိုင်းဟာလည်းအကျော်တွေကျုပ်ခဲ့လို့စကားမပြောနိုင်ခဲ့တော့ပါဘူးကန်ဆူရံမိုးမောင်ကြဆိုတယ်လို့ သူအဆုတ်ယောဂါဆွတ်ကတ်ခဲ့ပြန်တယ်။ခွဲစိတ်ကုတ္တရလို့နောက်ပိုင်းမှာလုံးဝစကားမပြောနိုင်ခဲ့တော့ပါဘူး။နောက်ပိုင်းမှာသူ့ရဲ့ဗီတကလက်ထိုင်းမှာကွန်ပျူတာနဲ့အတန်ထွက်ဆက်ပေါင်းဆက်တဲ့ဆက်တလုံးတက်ပြီးလိုက်တယ်။လှုပ်ရှားနိုင်တဲ့သူ့လက်ညှိုးနှချောင်းနဲ့သူပြောချင်တဲ့စကားကိုကီးဘုတ်ပေါ်မှာရွေးပြီးစကားလုံးအဖြစ်ပေါင်းဆက်ပြီးတော့အတန်ထွက်ဆက်ကန်နေတယ်။ အတန်ထွက်တဲ့နီးငယ်သူစကားပြောခဲ့ရတယ်စကားမပြောနိုင်ပေမဲ့သူ့ရဲ့တွေးတောမှုက လုံးဝမရတန့်ခဲ့ပါဘူးသူလက်ထောက်ကစာရဲစာရန်တွေကိုဖြန့်ပြီးသပွဲပေါ်တင်ပေးရင်သူကတရွက်ချင်းစီဖတ်တော်တယ်သူခန္ဓာကိုယ်ကပိတက်ကလက်ထိုင်ပေါ်မှာမလုံနိုင်ပေမဲ့သူအုံနောက်ကဆက်ကြဝလာတခွင်ရဲ့ပြဿနာတွေကို တွေးတောနေခဲ့ပါတယ်။စကြဝဠာဘယ်တော့မှစသလင်းအချိန်ဆိုတာအဆုံးရှိသလား။တွင်းနဲ့ကြီးရဲ့ပောက်ကွဲမှုတွေကိုသူလေ့လာဆန်းစစ်ခဲ့တယ်။ခန္ဓာကိုယ်မတန်ဆွမ်းပေမဲ့တမန်လူတူလူတက်ရှင်နိုင်ဖို့ဟော့ကင်ကြိုးစားခဲ့တယ်။သူလှုပ်ရှင်တာတွေကို ဖြစ်မြောက်အောင်လှုပ်ဆောင်ခဲ့တယ်။သူဟာတက်တက်ကြွကြွရှင်သန်ခဲ့တယ်။ သူ့တကူလုံးမလှုပ်ရှားနိုင်တဲ့နောက်ပိုင်းသူဟာလှုပ်ရှားနိုင်တဲ့လက်နှောင်းလေးနဲ့ဗီတက်ကလည်းထိုင်ကိုမောင်းနေပြီးသူ့ရုံငန်းရှိရာစီတက်တက်ကြွကြွသွားခဲ့တယ်။မော်စကိုရဲ့ဟိုတယ်တစ်ခုမှာအားလုံးကိုကဖို့သူနှိုးဆော်ခဲ့တယ်။သူလည်းသူ့ဗီတက်ကလည်းထိုင်ကိုတပတ်ပြီးတပတ်လှည့်ခဲ့တယ်။ချာမင်းစနားနဲ့တွေ့ဆုံခြင်းမှာဟော်ကင်က ဗီတကလက်ထိုင်ကိုလှည့်ပြီးဝင်ကြွားခဲ့တယ်။ကမ္ဘာဆွမ်းငင်အားလိုလူအများကိုဆွဲဆောင်နိုင်ခဲ့တဲ့ဟော်ကင်ဟာကမ္ဘာဆွမ်းငင်အားတန်ကိုလည်းမကြာခဏခံခဲ့ရပါတယ်။အဲဒါကဗီတကလက်ထိုင်ပေါ်မကြာခဏလေးကြအချင်းပါပဲ။လေးကြတိုင်းသူပြန်ပြီးထရနိုင်ခဲ့တယ်။1985ခုနှစ်လေပြွန်ခွဆိတ်မှုတစ်ခုဟော်ကင် ခံခဲ့ပါတယ်။အဲ့ဒီကစသူစကားပြောလို့လုံးဝမရတော့ပါဘူး။အဲ့ဒီလိုအခြေအနေမျိုးမှာပဲသူဟာသူ့ရဲ့နာမည်ကျော်စာအုပ်ဖြစ်တဲ့အချိန်ဤတမိုင်းအချင်းဆိုတဲ့စကြဝဠာရဲ့မူရင်းစစ်မြစ်ကိုလိလာစူးစမ်းတဲ့တိပံစာအုပ်ကိုရေးသားနိုင်ခဲ့ပါတယ်။ A Brick Histories of Time from the Pits went to bread who တိပ္ပံစာအုပ်ကကဘာအနှံ့ပြန့်နှံ့ပြီးစာအုပ်ပေါင်းသိန်း100ကျော်ဖြန့်ချိနိုင်ခဲ့ပါတယ်လူအများကိုဟော်ကင်ရဲ့ဆွဲဆောင်နိုင်ခြင်းကသူဟာစံကျင်မှုတွေနဲ့ဖြစ်နေနေတဲ့ထူးချွန်တဲ့တိပ္ပံပညာရှင်တူဖြစ်ရုံမကဘဝဆင်းရဲဒုက္ခကိုရင်ဆိုင်ရင်းစိန်ခေါ်ရည်တူလေဖြစ်ခဲ့လို့ဖြစ်တယ် သိပ္ပံပညာရက်ကို သူမပြတ်လိလဆန်းစစ်ခဲ့တယ်လို့လောကရန်ကိုရင်ဆိုင်အန်တုရဲတဲ့သူ့ရဲ့တတိကလည်းသူ့ကိုတိတဲ့လူသားတိုင်းကိုနဲ့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 ဆွဲဆောင်နေခဲ့ပါတယ်။ထက်မြက်တဲ့ဒါလန်တွေဟာမိပြင်းပြင်းနဲ့ဖုတ်ပွေးရတယ်။နှပ်ပတဲ့တတန်ကမုတ်တဲ့လေပြင်းကြပြီးမှထွက်ပေါ်လာတာဖြစ်တယ်။လူတိုင်းပျော်ရွှင်ခြင်းချမ်းမြေ့ခြင်းကိုလိုလားကြတယ်။ အန္တရာယ်အခက်အခဲနာကျင်ကြေပွဲခြင်းတွေကို လူတိုင်းရှောင်ပုံးခြင်းကြတယ်အခက်အခဲနဲ့ရင်ဆိုင်ကြုံရတိုင်းကိုကံမကောင်းပါလားဆိုပြီးဝမ်းနည်းတတ်ကြတယ်တကယ်လို့ဘဝမှာဆင်းရဲဒုက္ခအခက်အခဲမရှိခဲ့ရင်ဖိအားမရှိခဲ့ရင်ကိုပိုင်ဆိုင်ထားတဲ့ပျော်ရွှင်ကြည်နူးခြင်းတွေကိုကျွန်တော်တို့ဘယ်တန်ဖိုးထားတတ်တော်မလဲဒီအခက်အခဲကနေရုန်းထွက်နိုင်ပြီးဖြတ်ကျော်နိုင်ပြီး နောက်ရလာတဲ့ပျော်ရွှင်မှုအောင်မြင်မှုကိုကျွန်တော်တို့ဘယ်ခံစားတတ်တော်မလဲဆင်းရဲဒုက္ခအခက်ခဲရှိတဲ့ဘဝကမှအယောင်ဆုံးတာဒါတွေရှိလို့ဘဝကိုချစ်တယ်ဒါတွေရှိလို့ကိုယ့်ကိုယ်ကိုပျော်ရွှင်မှုပေးတဲ့အရာနဲ့လူကိုတန်ဖိုးထားတတ်တယ်ဒါတွေရှိလို့ကြိုးစားလိုစိတ်အောင်မြင်လိုစိတ်တွေဖြစ်တယ်ဒါတွေရှိလို့အင်အားတွေတက်ကြွစေတယ် အထင်ကြီးမရှိဆင်းရဲဒုက္ခမရှိတဲ့ဘဝမတန်မဆွမ်းတဲ့ဘဝပါကျေးဇူးပါ